အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်ပြောနေကြအတိုင်းပဲဂျာလာရီထိပြီးသွားပြီတောက်ကြောင်နေပွားတွေအတွက်ကျွန်တော်ကောင်းတဲ့ဂျူတွေကိုဘယ်လိုအသုံးချမလဲငဘွားတက်စာအနေနဲ့တိမတ်ဖွဲ့ရာကိစ္စတွေပြောပေးမှာဖြစ်တယ်ဟောတောက်ကြောင်သားမိတွေကိုကျွန်တော်တို့ကကြည့်အောင်တောက်ကြောင်လူပုတ်ကိုလူခဏမစင်သားနဲ့ဟောသူ့ရဲ့ဂျူအသွားလာကိုကျွန်တော်ပြောပြပါမယ်အဲ့တော့တောက်ကြောင်ဆိုတာကျွန်တော်ဘေးထဲမှာဆိုတောက်ကြောင်ဒါကမ္မဂုံတရားလို့ခေါ်တယ်နော်အဲ့တော့ အထူးသဖြင့်အစင်အတန်အနတ်အရသာ အထည်အတွေ့အတွေ့အကြံစသဖြင့်အာယုံ6ပါအာယုံ9ပါဒီလိုခေါ်ကြတာကိုတောက်ကြလို့ခေါ်တယ်။ဒါကြောင့်ပဲတောက်ကြကြိုမူလဇာတာမှာမကောင်းတဲ့အမြင်ရှင်တွေရှိတယ်ဆိုရင်မယုံထွက်နိုင်ကြဘူးတဲ့လူတွေကကမကုံတရားထဲမှာအထည်အတွေ့မှာမယုံနိုင်တဲ့လူတွေအရသာမှာမယုံနိုင်တဲ့လူတွေနော်အတွေ့အကြံမှာမကောင်းတဲ့အတွေ့တွေများပြီးတော့အတွေ့တွေကလည်းလွန်မမြောက်နိုင်တဲ့သူတွေဒီလိုဖြစ်တတ်တယ်။ဒါကြောင့်ပဲကျွန်တော်တို့က ဣန္ဒြိယတံဝရာလို့ခေါ်တယ်အာယုံ6ပါးတကားဝါးနဲ့မကောင်းတဲ့အတွေးတွေကိုမရောက်အောင်လို့ဘာလုပ်ပေးရလဲဆိုတော့သတိဆိုတဲ့စောက်ချက်ပေးရတယ်သတိရထိတ်ကတယ်နော်ဒါကြောင့်ပဲကျွန်တော်တို့သတိရအဓိကကြားတယ်ဒါကြောင့်ပဲတောက်ကြသားမီးတွေအတွက်သတိကိုကျွန်တော်တို့ကလုံးဝလက်လွတ်လို့မရအောင်ဒါကြောင့်တောက်ကြသားမီးတွေရဲ့နဝင်းကြော်ဟာအင်္ဂါဖြစ်နေတာအင်္ဂါသတိလေနော် အင်္ဂါတတိဒါကြောင့်ပဲတောက်ကြသားမိတွေပြက်စီးရပြက်စီးကြောင်းမဖြစ်အောင်ဒီကမဂုံတရားတွေအားနဲ့လွန်ကျူးမှုဖြစ်ပြီးမဟုတ်တာမလုပ်ဖြစ်အောင်ဒါသားမိတွေကိုအမြဲတမ်းတတိဆိုတဲ့ဟာတိုက်ထိတ်မှာနဝဲနေတဲ့အင်္ဂါတတိပေးနေတာဒါကြောင့်ပဲမဟုတ်တာလုံးမဲ့ကြံနေဒီအာယုံဒီမှာမြင်လာတဲ့တတိလေးကပ်ပြီးကျွန်တော်ရှုရတယ်နော်အဲ့တော့ဒါကြောင့်ဖျားခေါ်တဲ့တရားတွေမှာရှိတယ်အိန္ဒြိယတံဝရအအောင်6ပါး6တကားနဲ့လာတဲ့မကောင်းတဲ့အတွေးကြံအာယုံတွေ မကောင်းတဲ့အထီးတွေအနံ့အရသာတွေကိုကျွန်တော်တို့စောင့်ကြည့်ပေးဖို့အတွက်တဲ့။တော့တတိဆိုတဲ့ဟာလိုပါတယ်တဲ့။တောက်ကြပါရဲ့ကြံတဲ့နေသားသမီးတွေအားလုံးထက်စာရင်တောက်ကြသားသမီးတွေကတတိကပ်ဖို့လိုတယ်။တတိမရှိလိုက်တာနဲ့မကောင်းတဲ့ဘက်ကိုစိတ်ယိုင်သွားနိုင်တယ်။မကောင်းတာတွေလုံးပြီးသွားနိုင်တယ်။ဟာငါဒါများနေပြီတတိကပ်အောင်ပါ။နော်။ငါအစင်းကိုကြည်ရများနေပြီ။အတန်အင်းနဲ့ตายရတာများနေပြီ။ ဒီလိုမျိုးပြန်ကပ်ပြီးဖို့အတွက်အင်္ဂါဂျိုနဝဲမှာထားတယ်။ဒါကြောင့်တင်ဟာတောက်ကြသားမီတယောက်ဖြစ်နေတယ်ဆိုရင်အမြဲတမ်းသတိကတ်တက်အောင်သတိလေးနဲ့နေတတ်အောင်စူးစမ်းပါဒါဆိုဘဝလမ်းခီးမှာအောင်မြင်လိမ့်မယ်။အမှားမလုပ်မိတော့တော်တော်အခက်ခဲတွေဖြေရှင်းမိတာဖြစ်သွားတယ်။အဲ့ဒါတောက်ကြသားမီတွေကိုနဝဲမှာဘာလို့အင်္ဂါရှိနေလဲအဲ့ဒါကြောင့်ဒါကြောင့်တောက်ကြသားမီကအင်္ဂါဂျိုဗုဒ္ဓဟူးဂျိုစနေဂျိုတွေကကောင်းတဲ့ဂျိုတွေဖြစ်တယ်။အဲ့ဒီဂျိုတွေကိုအသုံးချနိုင်ရင်ကျွန်တော်တို့ဘဝတစ်လျှောက်လုံးအဆင်ပြေဘူး။အဓိကအသုံးချမှာအင်္ဂါဒါကြောင့်သတိ တတိလုံးဝမလွတ်လိုက်ပါနဲ့တတိလက်လွတ်ငှက်တောင်ကျွတ်ဆိုတဲ့တတိကိုလုံးဝလွတ်လိုက်တာနဲ့တောက်ကြသွားမိတယ်ဘောကလန်ခိယာဖြောက်ဟူဖို့မလွယ်တော့ဘူးဒါကိုသိစေချင်တယ်ဒုတိယအနေနဲ့တောက်ကြသွားမိတွေအတွက်စီးပွားရေးပေါ့တောက်ကြသွားမိရဲ့စီးပွားရေးဆနေကြိုပိုင်ပါတယ်နော်အညွန့်ကြိုဖြစ်တဲ့တောက်ကြသွားမိကိုတပွင့်တိုးလိုက်ရင်ဆနေကြိုဟာအညွန့်ကြိုစီးပွားကြိုဖြစ်တယ်ဒါကြောင့်ဒီစနေကိုကျွန်တော်တို့ကအသုံးချတတ်ရင်စီးပွားရေးမှာအသုံးချလို့ရပါတယ် စနေဆိုတာမျိုးကဒဇိန်လို့ပြောတာစနေကိုသိတာရင် ကျွန်တော်တို့ကဒဇိန်လူမျိုးကြဘာသာကြရွှေမျိုးမတော်တဲ့လူအောက်ခြေလူတန်းစားပြည်သူလူထုအဲဒီလိုမျိုးကိုပြောတာပေါ့နော်ဒီလိုကိုပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစနေကိုစည်းဝါးအနေနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့ကရွှေမျိုးသားချင်းတွေဂျားထဲမှာတဲ့ဒဇိန်တရံတွေလူမျိုးကြားတွေဘာသာကြားတွေရဲ့ဂျားထဲမှာစည်းဝါးလုပ်ရင်ပိုအောင်မြင်တယ်ဒါကြောင့်နိုင်ငံခြားထွက်ပြီးစည်းဝါးရှာတာမျိုးတွေကပိုပြီးအောင်မြင်ကြတယ် ်အွန်လိုင်းရှော့တွေလုပ်တယ်အဝေးကလူတွေကိုလှမ်းပြီးဈေးလန်ရောင်းတဲ့အလုပ်တွေအကျိုးပေးတယ်ပြီးရင်ဒီဇိန်းတွေကလူမျိုးကြဖြစ်တဲ့အတွက်ဆန်နေဂျိုးဟာဘာသာစကားကိုနိုင်ငံကိုလူမျိုးတွေရဲ့ဘာသာစကားမဟုတ်ဘဲနဲ့နိုင်ငံခြားသားလူမျိုးခြားတွေရဲ့ဘာသာစကားတွေကိုကျွန်တော်တို့ဟာတင်မယ်ဆိုရင်အများကြီးအဆင်ပြေတယ်ဘာသာစကားနဲ့ရက်တီစည်းဝါးရှာလို့ရတယ်တဲ့မှာပါတယ်နော်ဒါဆန်နေဂျိုးရဲ့အတုံးချတဲ့နေလာဖြစ်တယ်ဆန်နေဂျိုးဆိုတာအဟောင်းတွေပြတ်နေတဲ့ကိစ္စတွေစကန်ဟန်တွေတပတ်ခွင့်တွေပြက်စီးလို့ မမအသုံးမထည့်တော့လို့ပြစ်ထားတဲ့ဟာလေးဒါဒီကိုပြောတာဒါကြောင့်ပဲစနေကျူအားကောင်းတဲ့တောက်ကြသားသမီးတွေဟာအမိုက်ကနေရွှေဖြစ်တဲ့အလုပ်တွေအကုန်လုပ်လို့ရတယ်နော်ဒါသူများစွန့်ပြစ်ထားတဲ့ပစ္စည်းတွေစွန့်ပြစ်ပစ္စည်းလို့သဘောထားရတဲ့ပစ္စည်းတွေဒါဒီကို recycle အနေနဲ့ပြန်လုပ်တာတွေအန်ဒိတ်ပစ္စည်းတွေပစ္စည်းဟောင်းတွေကိုပြန်ရှင်း modify လုပ်ပြီးပြန်ပြီးဈေးကောင်းကောင်းရအောင်ပြန်ရောင်းတာတွေအချို့ old model တွေကိုပြန်ပြီးတော့ရှင်းပြီးရောင်းတဲ့ကားတွေ cycle တွေတွေ့လိမ့်မယ် အဲ့လိုမျိုးအလုပ်တွေနဲ့အကျိုးပေးတယ်။နော်ပြီးရင်သူများနိုင်ငံကကွန်တိန်နာကြားဆိုတဲ့ပစ္စည်းတွေရှိရလေ။သူများနိုင်ငံမသုံးတော့ဘူးဆိုပြီးတော့ကွန်တိန်နာကြီးနဲ့ပို့လိုက်တယ်။နော်အဲ့ဒီအနေမှာတဆင်ကျွန်တော်ပြန်ဝယ်တဲ့အဟောင်းတွေအဲ့ဒါတွေကိုပြန်ရွှိုင်းပြီးပြန်ရောင်းတယ်။ကျွန်တော်ကတော့အခြားနယ်ပယ်မသိဘူးကွန်ပျူတာနယ်ပယ်တွေဘာတွေမှာလက်တော့နယ်ပယ်တွေမှာကျွန်တော်သိတယ်။ဟိုဘက်ကနေလော့လိုက်ဝယ်လိုက်တယ်။ဟိုအလုံးတရာကိုဘယ်လောက်ဆိုအလုံးတရာကိုဘယ်လောက်ဆိုဘလောက်မှမရှိဘူးဗျာ generation 4လို့ generation 3လို့ generation 5လို့တလုံးမှာတသိန်းတောင်မကျော်ဘူးဒီမှာတို့နှစ်သိန်းရောင်းလိုက်သုံးသိန်းရောင်းလိုက်နေတယ် ရောင်းနေကြတယ်။ဒါအဲ့လိုမျိုးပေါ့နော်။အဲ့တော့တောက်ကြသားသမီးကကိုနားလေတဲ့နေပယ်မှာအဟောင်းတွေကိုပြန်ပြီးပြန်ရွှန်းရောင်းတဲ့အလုပ်တွေကစီးပွားဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့မမေ့တာအစီအစဉ်။ပြီးတော့စနေဆိုတာကျွန်တော်တို့ကဝေးတယ်၊ကြတယ်၊နှေးတယ်၊လေးတယ်။ဒါကြောင့်တောက်ကြသားသမီးကဘရောမှလောလို့မရဘူး။စီးပွားရေးလုံးလောလို့မရဘူး။ဖြည်းဖြည်းအေးအေးနဲ့ပုံမှန်လေးသွားစီးပွားရေးမှာစိတ်ရှိရှိတာလုံးဇွဲရှိသိခံဒါဆိုရင်တောက်ကြသားသမီးကစီးပွားတေချာပေါက်ဖြစ်လိမ့်မယ်။ ဒါကိုလုံးဝမမေ့စေချင်ဘူးပေါ့နော်ဒီအချက်လေးတွေလုံးမယ်ဆိုရင်စီးပွားရေးနဲ့ပတ်သက်ပြီးဘာမှပူစရာမလိုဘူးဒီလမ်းကြောင်းကိုရှောက်ပါကိုပဲနေပဲပါရှောက်နေတယ်ဒီလမ်းကြောင်းအခုပုံစံ flow အတိုင်းဝင်အောင်လုပ်နိုင်ရင်အဆင်ပြေပြီနောက်ပြီးတောက်ကြသားမိတွေအတွက်အချစ်ရေးအိမ်တော်ရေးချိုတာဗုဒ္ဓဖူးပိုင်ဒါကြောင့်ဗုဒ္ဓဖူးကိုကျွန်တော်တို့ကကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုရင်ဘာပဲဖြစ်ဖြစ်တောက်ကြသားမိတွေအတွက်ကံကောင်းတယ်ဒါကြောင့်ဗုဒ္ဓဖူးချိုကိုကျွန်တော်တို့ကစီးပွားရေးအနေနဲ့ဘယ်လိုလုပ်မလဲနောက်ဗုဒ္ဓဖူးချိုအချစ်ရေးအနေနဲ့ဘယ်လိုလုပ်မလဲအဲ့တော့ဗုဒ္ဓဖူးချိုကကိုယ့်ရဲ့အချစ်ရေးချိုဖြစ်တယ် ဒါကြောင့်ပဲကိုယ့်ရဲ့ချစ်တဲ့သူကဆိုရှယ်ကြတဲ့လူကိုတောက်ကြသားမိတယ်။အနေနဲ့ပို့ကြိုက်တယ်။အရင်ပုံတုံးနေတာမျိုးအရင်အသက်ကြီးနေတာမျိုးအရင်ဘယ်လိုပြောမလဲအန်တိတ်ဖြစ်နေတာမျိုးတွေတက်စရင်ကျွန်တော်တို့ကနည်းနည်းဆိုရှယ်ကြတယ်အပေါင်းအသင်းဝန်ဆန့်တယ်အတိုင်းဝိုင်းများတယ်အနှဲငယ်လူရည်လဲတယ်စကားပြောဆိုကောင်းတယ်နှုတ်သွက်အာသွက်ရှိတယ်အဲအဲ့လိုရရရင်ငုံနှုတ်ပိတ်နေတာမျိုးမကြိုက်ပါဘူး နော်အားကြောင့်တောက်ကြသားသမီးကိုကိုကချစ်သူတော်ကျင်နေဆိုအဲ့ဒီပုံစံလေးနည်းနည်းကြောက်နေနိုင်တယ်ဆိုတော့တောက်ကြသားသမီးတွေမျက်စိကြရင်ခံရပါတယ်ပြီးတော့တောက်ကြသားသမီးတွေကရွယ်တူတန်းတူပါအကောင်ဆုံးပါကိုယ့်ရဲ့မသိစိတ်မှလည်းကိုယ့်ထက်အရင်ကွာလုံးတာလည်းမကြိုက်ဘူးအရင်ကွာဖြစ်တာလည်းမကြိုက်ဘူးအရင်ဆရာလောက်တာကိုလည်းမကြိုက်ဘူးအရင်ကိုကပဲဥဆောင်နေရတာကိုလည်းမကြိုက်ဘူးဒါကြောင့်တောက်ကြသားသမီးတွေကကိုနဲ့လက်တွဲပေါ်ယူတဲ့ခါကျရင်သူတို့နဲ့ဘလို့ပြောစိမ့်ဆိုင်ကုန်မယ်တော့တောင်တောင်နဲ့တော်တော်များများတူတာကိုတောက်ကြသားသမီးကရွေးကြတာများတယ်အလောက်ကန်ဆိုလဲကိုနဲ့တိတ်မကင်းကွာနေရဲ့ ိုနားလေတဲ့လုပ်ငန်းတွေပဲအလုပ်နေတဲ့လူမျိုးအဲတော့အသက်ဆိုလဲကိုနဲ့တိတ်မသိမရင်းကိုသူကစိတ်ဝင်စားတယ်အဲ့လိုဆိုရင်အဲ့ဒါအပြင်ပညာကြီးလဲလို့ပဲအရန်ကြီးကိုနဲ့မသိမရင်းဖြစ်တဲ့ပညာတတ်တယောက်ကိုပဲသူကရွေးကြတာများတယ်ဒါကြောင့်တောက်ဆွာသားသမီးကသူနဲ့တော်တော်များများတူတာကိုရွေးတယ်ဒီမှာနေ့ခုနှစ်နေ့တည်းမှာတောက်ကြသားသမီးတွေကအကုန်လုံးမဆိုလို့ဘူးနော်လူတိုင်းတော့မတူဘူးဘာလို့ဖွားစာတာမွေးချိန်နေပေါ့မူကြည့်တယ်တော်တော်များများကတော့ကိုနဲ့တော်တော်များများတူတဲ့ဟာကိုပဲရွေးကြတာများပါတယ်နော်အဲ့တော့အခြေအိမ်တော်ကြီးမှာတောက်ကြသားသမီးတွေက အရွယ်တစ်ခုရောက်လာရင်အချစ်ရဲ့အိမ်တော်ကြီးကိုစိတ်ကုံသွားတတ်တဲ့လူမျိုးတွေဒါဆိုတော့တာတာမီဒီယာအိမ်တော်ပြုတ်ကြရရှိတယ်ဆိုလည်းပြုတ်မပြုတ်ဘူးနေမယ်ဆိုလည်းနေကိုယ်ကားအမဟိုဘယ်လိုပြောမလဲချစ်လို့ကြိုက်လို့မဟုတ်ဘူးအမိကောင်းရမလားပါဘာလဲအဲ့လိုမျိုးတွေမလုပ်ပါဘူးအဲ့လိုမျိုးတွေလုပ်ရင်တောက်တာသားမီဒီယာ90ရာခိုင်နှုန်းအဆင်မပြေရအောင်100ရာခိုင်နှုန်းတော့အဆင်ပြေ50လောက်ကြာမှဟာငါအမိရမလားဆိုပြီးဟိုလူကောက်ယူဒီလိုအဲ့လိုလူတွေကအဆင်မပြေဘူး ဘာလို့စိတ်တူသဘောတူဖြစ်တဲ့အတွက်မှီရင်လို့ယူတာတဲ့ငါနဲ့တော်တော်များများကတော့နီးစက်တူညီတယ်သဘောထားရင်တော်တော်တူညီတယ်အဲ့လိုမျိုးယူလိုက်ရင်တော်တော်အဆင်ပြေတဲ့နေရာမှာပါပါတယ်နောက်ဒီလောက်ဆိုတော့ပေါ့မယ်ထင်ပါတယ်တောက်ကြသားမိတွေတဲ့ဘောဒတ်စာအနေနဲ့ဆောင်းဆောင်းလမ်းညွန်ချက်လေးပြောပြတာဖြစ်တယ်နောက်တစ်ခါဆိုရင်တော့ကျွန်တော်တို့အထက်ဆောင်မမဟုတ်အောက်သုံးလုံးကိုတစ်ချက်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါနောက်တောက်ကြသားမိနေကောင်းကြပါကြပါစေဗျာ